တငငချင်းများအားလုံးမင်္ဂလာပါဖူပီကီကီ channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ထမင်းမလောက်တဲ့ခရမ်းကြီးတီငပီချက်လေးလာပြီးတော့ချက်ပြသွားမှာဖြစ်ပါတယ်အရန်လဲလွယ်ကူသလိုထမင်းကတော့လုံးဝလောက်မှာမဟုတ်ပါဘူးเนาะလိုက်ပြီးတော့တငငချင်းတို့ချက်စားကြီးကြီးရပါဦးเนาะဒီဟင်းချက်မယ်ဆိုလို့ရှိရင်တော့ထမင်းပို့တယ်ထားပေးပါเนาะဒီမှာကျွန်တော်ခရမ်းကြီးတီလေးတွေကြတော့ကျွန်တော်တက်ကီလိုလောက်ကျွန်တော်တုံးထားပါတယ်ခရမ်းကြီးတီကြတော့အလုံးလှလှလေးပဲเนาะကျွန်တော်ဒီမှာတုံးထားပါတယ်သူ့ကိုဒီလိုမျိုးလေးပေါ့เนาะလီတာပေးလိုက်ပါเนาะ ခရမ်းချင်းစီတက်ကီလိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘန်ကောက်မှာပေါ့နော်ဒီဘန်ကောက်မှာဆိုလို့ရှိရင်တော့တက်ကီလို30လောက်ပေးရပါတယ်ဒါတက်ကီလိုဆိုလို့ရှိရင်ဒီလိုမျိုးအများကြီးရပါတယ်နော်ပြီးတော့ကျွန်တော်ဒီမှာငရုတ်ဒီဇိုင်းနဲ့ငရုတ်ဒီအမဲကိုခလဲရနေပေါ့နော်နှစ်ချမ်းကျွန်တော်ဒီမှာခွဲလိုက်ပါတယ်ကမုံမြော်ဒီလေးတွေထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်เนาะဒါကတော့ကိုယ်အဆင်ပြေသလိုပါเนาะဒါမဲ့နှစ်ချမ်းခွဲပြီးတော့ထည့်ပေးပါเนาะပြီးကျွန်တော်ဒီမှာကြက်တုံနီဖြူကိုဒီမှာညက်သွားတဲ့အထိပေါ့เนาะအားလုံးကိုယောပြီးတော့ထောင်းပြီးလိုက်ပါ ကျက်တုံနီယာတလုံးကျက်တုံဖြူဟာတလုံးပါနော်ထောင်းမပြီးပြီးဆိုရင်စပြီးတော့ကျွန်တော်တို့ချက်ဖို့အတွက်စီထည့်ပါမယ်ဒီနေရာမှာစီကတော့စီခက်မြများလေးသုံးပေးပါစီလေးတွေပူလာပြီးဆိုလို့ရှိရင်ဆန်ရီမုတ်ဒီမှာထည့်ပါမယ်ဆန်ရီမုတ်လေးတွေရလာပြီးဆိုရင်ကျက်တုံနီကျက်တုံဖြူကိုဒီမှာအရင်ဆုံးစီတက်ပေးလိုက်ပါစီတက်တဲ့နေရာမှာအချိန်နည်းနည်းခက်ကြကြလေးပေါ့နော်ဒီနေရာမှာစီတက်ပေးလိုက်ပါရလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာငရုတ်တီအကြက်မုတ်ဒီမှာထည့်ပါမယ်ပြီးရင် အချို့မဟုတ်လေပေါ့နော်အနေငယ်ကျွန်တော်ဒီမှာထည့်ပါမယ်ပြီးရင်စက်တာမဟုတ်ပါနော်စက်တာမဟုတ်တော့ကျွန်တော်ကိုယ်တိုင်လောက်တဲ့စက်တာမဟုတ်လေပဲဖြစ်ပါတယ်ဒီညာပဲတော့အပေါ်ဆုံးလေးမှာကျွန်တော်လောက်တဲ့နီလန်လေးတင်ထားပါတယ်ပြီးရင်ငံပြရည်လေးထည့်ပါမယ်နော် ငံပြရင်ကြတော့ဒီနေရာမှာ၄ဇွန်၅ဇွန်လောက်ထည့်ပေးလိုက်ပါနော်။ဘာလို့လဲဆိုတော့ခရမ်းညီဒီကနည်းနည်းများတဲ့အတွက်ကြောင့်ငံပြရည်ကိုနည်းနည်းခက်မြများလေးထည့်ပေးပါ။ပြီးငရုတ်တိအယောင်တင်မုတ်လေးထည့်ပါမယ်နော်။အယောင်အနေနဲ့ပါနော်။အားလုံးထည့်ပေးပြီးဆိုရင်တော့သူ့ကိုဒီနေရာမှာအားလုံးယောပြီးတော့မှုပေးလိုက်ပါနော်။ဒီနေရာမှာမီးရတော့မီးခက်အေးအေးလေးနဲ့ဒီနေရာမှာချက်ပေးပါနော်။ရလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာခရမ်းကျင်သီးလေးတွေကိုထည့်ပါမယ်။ခရမ်းကျင်သီးလေးနူးသွားတဲ့အထိပေါ့နော်။အားလုံးကိုဒီနေရာမှာယောပြီးမှုပေးလိုက်ပါ။ မီရတော့ဒီနေရာမှာမီခက်အေးလေးနဲ့ပဲကျွန်တော်ဒီမှာချက်ပါမယ်နော်မီပြင်းတယ်ဆိုလို့ရှိရင်ကိုရဲ့ဒီငရုတ်ဒီကြက်တုံနီဖြူတွေကိုကစီတတ်လာတဲ့အချိန်မှာတူးသွားတတ်ပါတယ်နော်ဒါကြောင့်မို့ဒီနေရာမှာမီခက်အေးလေးနဲ့ချက်ပေးပါခရမ်းချင်းတီလေးနဲ့ငယ်ရလာပြီဆိုလို့ရှိရင်ငပိစိန်စာကိုကျွန်တော်ဒီမှာရည်နွေးလေးနဲ့ဖြော်ရတာကိုထည့်ပါမယ်ဒီနေရာမှာတတိထားမှာတော့ငပိစိန်စာအကောင်းစားကိုတုံးပေးပါနော်ကျွန်တော်ဒီနေရာမှာပဇွန်ငပိတုံးထားပါတယ်ကိုရဲ့ငပိစိန်စာကောင်းမှခရမ်းချင်းတီငပိကျဲရလဲအရန်စားလို့ကောင်းမှဖြစ်ပါတယ် ခရမ်းကျင်းတီလေးတွေနူးလာပြီဆိုတဲ့အချိန်ကြာမှကျွန်တော်ဒီမှာငရုတ်တီနှစ်ချမ်းခွဲထားတာလေးတွေကိုဒီမှာကျွန်တော်ထည့်ပါမယ်နော်မွန်ရာတော့တော်တော်လေးတော့မွန်တယ်နော်ဒါပေမဲ့လုံးဝစားလို့ကောင်းပါတယ်ကိုကတကယ်လို့အချိန်ကြကြလေးပေါ့နော်ထားစားမယ်ဆိုလို့ရှိရင်နန်းနန်းပင်မထည့်ပါနဲ့နော်ကျွန်တော်ကတော့တရက်နှစ်ရက်လောက်ပဲစားမှဖြစ်တဲ့အတွက်နန်းနန်းပင်လေးတွေကိုကျွန်တော်ကတ်ကြီလေးနဲ့ညှက်ထည့်လိုက်ပါတယ်အလုံးထည့်ပြီးဆိုရင်ဒီနေရာမှာအလုံးယော်ပြီးတော့မှုပေးလိုက်ပါနော် ခတ်ချောက်လေးနေထားသေးပြီဗောနော်ဒီညမှာချက်ပေးလိုက်ပါပြီးရင်ကိုဒီမှာအပေါ်အငံရတာမြည်ပြီးလိုတာထပ်ပြီးတော့ထည့်ပေးလိုက်ပါနော်ကျွန်တော်ဒီညမှာစားလုံးဝမတုံးသားပါဘူးနော်စားစားငံပြရည်ပဲကျွန်တော်ဒီမှာတုံးထားပါတယ်လိုက်ပြီးတော့တငယ်ချင်းတို့ချက်စားကြည့်ကြပါဦးနော်ကြိုက်ကြမယ်တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရဲ့ FBK Facebook Page နဲ့ YouTube Channel မှာဟင်းချက်နီလေးတွေတင်လာတာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းနဲ့တငယ်ချင်းတွေလာရောက်လည်လာလို့ရပါတယ် YouTube channel လေးကိုလည်း like and subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေ။ နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဘိုင်ဘိုင်